နိုဝင်ဘာလ19ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့တွင်မြောက်ကိုတင်ဆက်ပေးပါရောင်းကျွန်တော်တို့သတင်းတပုတ်နေတဲ့စစ်တကနင်းအလုံးဖြစ်စစ်ကြောင်းထိုးလိုက်စုတ်ခါလိုက်ရတဲ့တီတိမ်မျိုးနဲ့ကနေဒီတောင်ထိတ်ဖို့ရှင်းတော်လိုင်းရတပ်ဖွဲ့ကပြန်လည်တင်ပိုက်ခင်းရှုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်းပြည်နဲ့တီတိမ်မျိုးနဲ့ကနေဒီတောင်ထိတ်ကိုရှင်းတော်လိုင်းရတပ်ဖွဲ့ကပြန်လည်တင်ဆုပ်လိုက်ပြီးဖြစ်သော PDF ဇိုလန်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဂျမန်နိနိုဝဘာလ17ရက်နေ့ညနေပိုင်းကတီတိန်မြို့နယ်ကနေဒီတောင်ထိပ်ကိုရှင်းတော်လန်ရေးတပ်ဖွဲ့ဝင်များကကြောက်ရှိခြင်းကြမ်းဖက်စစ်သားများအားလုံးစွန့်ခွာထွက်ပြေးသွားသဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲတိန်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလမ်းမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်ခဲရန်ရှုပ်ကိုတိန်စီရရှိခဲ့ကြောင်းသိရှိရတဲ့ကနေဒီတောင်ကုန်းကိုမနေ့ကနိုဝင်ဘာလ17ရက်နေ့ညနေပိုင်းတော့ကပြန်ရတဲ့ကျွန်တော်တို့ PDF ဇိုးလန်ဂျဲဘော်ကနေဒီတောင်ထိပ်ကိုတက်တာနဲ့သူတို့ကဒီကနေ့တန်းဖွဲ့ပြေးတာ လက်နဲ့တော့မရဘူးခဲရင်တချို့တော့ရတယ်ကျွန်တော်တို့ကနေဒီတောင်ခိတ်ကိုရောက်တာတိရာနဲ့စခတွေကဖြတ်ပြေးတာပဲလို့ PDF ဆိုလာမှာကောင်စီသူတို့ကပြောဆိုပါတယ်ကြီးခဲ့တဲ့အော်တိုဘား29ရက်နေ့ကရှင်ကီနဲ့တီတိမ်မျိုးနဲ့မှရေကောက်ွက်ကျင်းပပြုတ်လုံနိုင်ရတဲ့ဂျမ်ဘစစ်တက်ကအင်အားအသုံးရဖြစ်ထိုးစစ်တိုက်ခိုက်ခဲ့သောကြောင့်ရှင်တော်လည်းရတပ်ဖွဲ့ဝင်များမှကနေဒီတောင်ကောမဂျူအာရခိတချောင်းပေးခဲ့ရပြီးပြန်လည်းထိုးစစ်စစ်တိုက်ခိုက်ခဲ့ရစစ်သားများစကန်ဆုံးခွာထွက်ပြေးသွားခြင်းဖြစ်ကြောင့်သိရှိရတယ် အဆိုပါစစ်ရေးကိုရှင်ညင်အောင်အပွဲဝင် PDS ဇိုလန်နဲ့ရှင်တော်လန်ရေးတပ်ဖွဲ့ဝင်များကကိုပောင်လှောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကနေဒီတောင်းကို2023ခုနှစ်လုံဝင်ဘာလကလည်းက PDS ဇိုလန်တပ်ဖွဲ့ကတိုင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတင်းရရှိညနောက်ကသတင်းတပုတ်အနေနဲ့ဆလင်းနဲ့မင်းလာမျိုးနယ်တို့မှစစ်တပ်ကလူငယ်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးပြီးကကူးလေငွေကြတ်340ခန့်ပြန်ရွေးခန့်ဝေကေပေးနိုင်ခြင်းမရှိသူများကိုစစ်တပ်နှံကြောင်ပို့ဆောင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မပွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကဒုံငယ်များကိုပေါ်တာသွက်ဖမ်းဆီးပြီးတအုပ်လေမွေချက်340ဖြစ်ပြန်၍ခိုင်းကရွေးချေးပေးဆောင်နိုင်ခြင်းမရှိသူများကိုစစ်တင်နှန်းကြောင့်ပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်ဆလင်းတရင်တောင်းကကိုပြည်သူကပြောဆိုပါတယ်။အော်တိုဘာလ30ရက်နေ့နနက်ပိုင်းဆလင်းမြို့ပေါ်ကြောင်းကြားရက်ပတ်မှာအိမ်ငါနေတဲ့လူငယ်နှုတ်ကဆလင်းဈေးထဲမှာဈေးဝယ်ထွက်လာစဉ်လမ်းပေါ်မှာစစ်သားများကပေါ်တာသွက်ဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မွန်လွယ်ပိုင်းမှာဆလင်းမြို့မြို့မှာစစ်နောက်ပိုင်းမှာမုံပို့လာတဲ့ကားမှာ ိုက်ပါလာတဲ့လူငယ်တဦးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။လာရူဘဝင်ပါလာရှိရနေနက်နက်၄နာရီခန့်ရုံးမင်ငယ်ကြေးရွာမှာဂုံငယ်၃ဟာငါဖက်ရင်ခေါက်လာစေပေါ်တာဆွဲဖမ်းဆီးခဲ့က စလင်းမျိုးခမာယနှင့်ငါးသိတက်ရင်တို့ခေါ်ဆောင်သွားကြောင်းနိုဝင်ဘာလ9ရက်နေ့မှာတဲကုန်းကြီးွာမှာလူငယ်2ဦးမှလည်းဆိုင်ကယ်ဖြင့်စလင်းမျိုးတို့သွားရောက်စဉ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့မှာမိုးဝင်ကြီးွာမှာလူငယ်2ဦးဟာမန္တလေးမြို့မှာစိန်တကွန်အဝေးကြီးကားဖြင့်စလင်းမျိုးဘက်သို့ပြန်လာတဲ့စစ်တပ်ကကားပေါ်မှာပေါ်တာဆွဲပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့မှာလည်းကန်လျှောက်ကြီးွာမှာလူငယ်2ဦးဟာမန္တလေးမှာစလင်းတို့ပြန်လာစဉ်ကြာပါစစ်တပ်ကလမ်းပိုင်းတနင်္လာနေ့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရ ရတဲ့ဆိုပါပေါ်တာဆက်ဖန်းစီခံရတဲ့လူငယ်ဆယ်ဦးထဲမှာလူငယ်တဦးကတည်းကဒေတာတူကငွေကျပ်340ဖြစ်ပြန်လဲရွေးထုတ်နိုင်ခဲ့ပြီးကျန်သူများအငွေကြေးပေးဆောင်နိုင်ခြင်းမရှိသောကြောင့်စစ်တင်တန်းကြောင်းတို့ပို့ဆောင်လိုက်ကြောင်းသိရှိရတဲ့စစ်ခွဲတွေကသူတို့ပေါ်တာဆက်ဖန်းစီသွားတဲ့လူငယ်ဆယ်ဦးကိုစစ်တင်တန်းကြောင်းကိုကိုလိုက်ပြီးဂျမဲတင်စစ်တင်တန်းကြောင်းကိုကိုလိုက်တဲ့ SL ဦးတဲ့ကတဦးကိုပဲငွေကြေးနဲ့ပြန်ရွေးထုတ်နိုင်တဲ့ကျန်တဲ့သူတွေကိုတော့စစ်တင်တန်းကြောင်းကိုပို့လိုက်တယ်လို့ပြည်သူညီနောင်စနစ်တောင်းကံက ပြောဆိုပါတယ်အဲ့ဒီပြင်ပဲခူးတိုင်းမင်းလာမျိုးနယ်မှာလက်ကျမ်းပဲစစ်တပ်ကလူငယ်ရှောက်ဦးကိုပေါ်တာဆက်ဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးများကပြောဆိုပါတယ်လွန်ခဲ့ပါလ16ရက်နေ့မင်းလာမျိုးနယ်ငုကာရွာမှာနေထိုင်နေတဲ့လူငယ်ကိုမြင့်နိုင်နဲ့ညောင်သုံးမင်းရွာမှာနေထိုင်နေတဲ့လူငယ်9ဦးကိုစစ်တပ်ကရွာထိပ်မှာစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင့် ထို့သောပေါ်တာဆက်ဖန်တီးပြီးတဲ့နောက်ငွေချက်300ရှိတောင်းခံခဲ့ကြောင်းသိရှိရပါတယ်။မင်းလာမျိုးနယ်ထဲမှာစစ်ခွေးတွေကရွာတွေကိုဝင်ဖမ်းရင်လူငယ်တွေခွက်ပြေးလို့ရွာထိတ်မှစောင့်ပြီးဖမ်းတာပဲလောက်ဆောင်လာတဲ့နိုဝင်ဘာလ16ရက်နေ့ကမူခါရွာနဲ့ညောင်သုံးသိန်းရွာစစ်ခွေးတွေကလူငယ်တွေကိုစောင့်ကြည့်ဖမ်းဆီးခဲ့ကလူငယ်ရှာဖို့ဖမ်းဆီးခံရတယ်လို့သိရတယ်။သူတို့ငွေနဲ့လိုက်ရွေးထုတ်နေတဲ့ လွတ်မြောက်လာတယ်လို့တော့မကြားမိသေးဘူးလို့ဒေတာကံပြေကကူကပြောဆိုပါတယ်။ဂျမ်းမစစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုတန်းအပတ်စဉ်16ဘုတ်စတင်ခုလင်းနေပြီဖြစ်တော့တရင်ရရှိပါတယ်။ညနောက်ဆုံးတရင်တပုတ်အမီနဲ့ညိုင်နဲ့မြင်းချံမျိုးနယ်တို့မှာစစ်တပ်ဂိတ်စကန်းနဲ့စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သားတအုပ်တေဆုံးပြီးတအုပ်ကိုလက်နက်နဲ့အတူအရှင်ဖမ်းမိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အပွေးတိုင်းမြိုင်မြို့နဲ့စံမှုနှစ်မှာထွက်လာပြီးကီဒူဘိုင်ပစ္စည်းများကိုခိုးယူလာတဲ့စစ်သားနှစ်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ရတဦးတိဆုံးပြီးတဦးကိုလက်နက်ခဲယမ်းတဲ့အတူအရှင်ဖမ်းဆီးခဲ့ကြောင်းမြိုင်ပကဖားမှဒင်းထုတ်ပြန်ပါတယ်။ဇနေ့နိုဝင်ဘာလ19ရက်နေ့နနက်8:45မိနစ်ကမြိုင်မြို့နဲ့စံမှုနှစ်မှာဘေးပတ်ဝန်းကျင်တောတောင်များကွန်းတို့ဝင်ရောက်ပြီးကီဒူဘိုင်ပစ္စည်းများကိုခိုးယူလာသည်ကိုတပ်တေကပစ္စည်းများနဲ့အတူတွေ့ရှိသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ရ စစ်သားတို့ပွဲချင်းပြီးတည်ဆောင်းပြီးတဝူးကိုကြည်စံထိမှန်တန်ရာဖြင့်အရှင်အန်စီရရှိခဲ့တာဒဏ်ရာရရှိခဲ့တဲ့စစ်သားကိုကောင်းမွန်စွာစေကူတာပေးထားကြောင်းသိရှိရပါတယ်။အဲဒီပြက်သူတို့ထမ MA1 အမျိုးအစားတနက်တက်ကြီးစံ423တောင်းကြီပေါ့လျှောက်ခုနဲ့ကြံအသုံးဆောင်ပစ္စည်းအစုသိသိရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကပ Golden Brother တပ်ဖွဲ့နဲ့အညာမီတပ်ပေါင်းသူတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီအဖြစ်မန္တလေးတိုင်းမြင်းကြံမြို့နဲ့ ညင်းကြံတထိုးကြီးလမ်းပေါ်မှာရှိတဲ့စစ်တပ်ကိန်းနဲ့ရေရှိုးတဲ့နေရာကိုဒရုန်းဖြင့်ပုံကျတိုက်ခိုက်ကြရာစစ်သားများထိခိုက်မှုရှိကြောင်းညိုင်တုံးဖို့ဒရုန်းတပ်ဖွဲ့မှကြားခင်စင်ကပြောဆိုပါတယ်။ရုံးမင်မာလာ၁၄ရက်နေ့ညနေ9:30မိနစ်30ကညင်းကြံမျိုးနဲ့ညင်းကြံထိုးကြီးကားလမ်းပေါ်မှာရှိတဲ့ရွာကြီးရွာနဲ့ရွာတစ်ကြီးရွာ၌ထွန်းနဲ့ထားတဲ့ကျမစစ်တပ်ကိန်းနေရာနဲ့စစ်သားများရေရှိုးနေတဲ့နေရာကို Fit with Drone ၅စီးဖြင့်ပုံကျတိုက်ခိုက်ခဲ့ကြောင်းတို့စုပုံကျတိုက်ခိုက်မှုအတွင်းစစ်သားများရေရှိုးနေတဲ့နေရာကိုတိကျစွာပုံကျနိုင်ခဲ့ကြောင်း သိရှိရပါတယ်ဒရုန်းကားစီးနဲ့ဘုံဒီ၅လုံးရှာခဲ့တာပါ ရေရှိုးတဲ့နေရာရောစစ်တပ်ဂိတ်စခန်းနေရာရောပြင်မှတ်ကိုတိတိကျကျရှာနိုင်ခဲ့ပါတယ်။အဲဒီနယ်မြေကစကားစနယ်မြေဖြစ်သောထိခိုက်တိုက်ဆုံမှုနောက်ဆက်တွဲသတင်းတွေရောမရလိုက်ပါဘူးလို့ညိုင်ဒုံဖို့ဒရုန်းတပ်ဖွဲ့မှကြားခင်စင်ကပြောဆိုပါတယ်။ဘုံကျဲတိုက်ခိုက်ခံရပြီးနောက်ခဏအကြာမှာမြင်းကြံမြို့မှာလူတင်ကားများရောက်ရှိလာပြီးဒဏ်ရာရစစ်သားများကိုတဲဆောင်သွားကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုညိုင်ဒုံတပ်ဖွဲ့ဒရုန်းကြားခင်စင်ခနောင်းညစ်စစ်ကြော Justice Warrior တပ်ဖွဲ့နဲ့ Revolutionary Air Force တောင်းမင်းကြီးတပ်ဖွဲ့ ်မြင်းကြံခရိုင်အမှတ်၁၁တက်ရင်လက်ယုံတက်925ပျောက်ကြားတက်ဖွဲ့၅စုံပီကုတ်ဒုံတွင်းနဲ့အာမန်တိပျောက်ကြားတက်ဖွဲ့တို့မှဦးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင့်ဒရင်ရရှိပါတယ်။